မင်္ဂလာပါရှင် CNI သတင်းဌာနရဲ့2025ခုနှစ်ဧပြီလ24ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ဒီကနေ့အတွက်တင်ဆက်ပေးမယ့်သတင်းကြောင်းရာတွေကတော့တရုတ်ရဲ့ဂျောင်းဝင်ဆက်ဆက်ပေးမှုကြောင့်လာရှုကနေ MNDAA စုခွာပေးလိုက်ရပေမဲ့လေ KIA အနေနဲ့နေမြေချက်တွေမှုတွေကိုနောက်ဆုံးနိုင်ခြေမရှိနိုင်ဘူးလို့စီးရင်နိုင်ငံရေးကဲခတ်တွေကသုံးသပ်ပြောဆိုလိုက်တဲ့သတင်း ကုန်သွယ်ရေးစစ်ပွဲတွေဖြစ်ပွားတာဟာနိုင်ငံအားလုံးရဲ့အကျိုးစီးပွားကိုထိခိုက်စေနိုင်တယ်လို့သမ္မတရှီကျင့်ဖင်ကပြောဆိုလိုက်တဲ့သတင်းအပါအဝင်နောက်ဆုံးရပြည်တွင်းသတင်းနိုင်ငံတကာသတင်းတွေအားကစားသတင်းတွေကိုတင်ဆက်ပေးမှာပါပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့တရုတ်ရဲ့ဂျောင်းဝင်ဆစ်ဆက်ပေးမှုကြောင့်လာရှုကနေ MNDAA ဆုတ်ခွာပေးလိုက်ရပါမယ်လေ ။ KIA အနေနဲ့နေမြေချက်တွင်မှုတွေကိုနောက်ဆုံးနိုင်ချေမရှိနိုင်ဘူးလို့စီးရဲနဲ့နိုင်ငံရေးကိခတ်တွေကတုံ့သက်ပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးလိုက်ပါရစေ။ရှမ်းပြည်နယ်မြောက်ပိုင်းမှာတရုတ်ရဲ့ဂျာဝင်ဆစ်ဆက်ပေးမှုကြောင့်လာရှုကနေကိုကန့်တက် MNDAA ဆုတ်ခွာပေးလိုက်ရပါမယ်လေ။ကချင်လွတ်မြောက်ရေးတက်မတော် KIA အနေနဲ့နေမြေချက်တွင်မှုတွေကိုနောက်ဆုံးနိုင်ချေမရှိနိုင်ဘူးလို့စီးရဲနဲ့နိုင်ငံရေးကိခတ်တွေကစီးရဲနဲ့သတင်းဌာနကိုပြောပါရစေ။အရင်ကကချင်လူမျိုးတွေဟာ ရှမ်းပြည်နယ်မြောက်ပိုင်းရှိသိန်းနီနဲ့ကုတ်ခိုင်ဒေသတွေမှာအများစုနေထိုင်ခဲ့ကြတာကြောင့် KIA အနေနဲ့သူတို့မူရင်းဌာနကိုပြန်လည်ရယူလိုတဲ့အတွက်ရှမ်းပြည်နယ်မြောက်ပိုင်းကလည်းနောက်ဆုံးမယ်လို့မထင်ကြောင်းတိုင်းလိုက်ရှမ်းပြည်အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ TNTP မှဥက္ကဋ္ဌဆိုင်ထီအောင်က CNN သတင်းဌာနကိုပြောပါရယ်အော်ပြန်ကိစ္စရရတော့ပြန်ရတော့ဆုတ်ခွေးရတယ်ပြန်ကြတနာကြတော့လေ ူကအတိကတော့သူကသမိုင်းကြောင်းမှပြန်ပြောရမှာဆိုရင်တော့တချင်အများဆုံးနေဆိုင်တာဟိုတုန်းကတိတ်ကြီးနေ။တော့တချင်ကြီးကဆိုတော့တချင်နည်းနည်းရှိတာ哦။ဒါအခုတချင်ကြီးနဲ့တီးရပြီးနောက်ပိုင်းမှာတော့တချင်ကြီးနဲ့လည်းကြောင်ရရမှာဆိုတဲ့အိစ္ဆာတစ်ခုရှိတယ်။နောက်ပြီးတော့သူရဲ့ဘူရင်းခံနေဟိုလည်းသူပြန်ရရလို့စေစိတ်ဓာတ်လေးတစ်ခုရှိတယ်ဒါလောဘပေါ့။အဲ့ဒါလေးရှင်နေတဲ့ကြောင့်ဝင်ချမ်းမောက်ကိစ္စတော့ဒီကေတိုင်နဲ့ပတ်သက်ပြီးတိစ္ဆာကနောက်ဆုံးပါတော့ကျွန်တော်မထင်ဘူး။ ဘာလို့သိမီလို့ဒီကောက်ခံလို့ဆိုတာတချို့များစုဒီခံရတာကိုအပြီးကျင်းလို့ပုံရိပ်ဒီခဲရတာတချို့ဒီနေဆိုတော့ခင်အနေစုပဲရှိတာပါလားလွတ်လပ်ရေးဘယ်ယူကဲကာလအထိပေါ့ကာလမောကုတ်ဒီကဲကိစ္စပြောရမယ်ဆိုတော့ဒီချမ်းမြောက်မှာတော့ပြင်နေတော့ဆက်ပြီးပြဿနာရှိနိုင်သေးတယ်ဒါမှကျနိုင်ငံကြီးမှာတော့ပါမနာမရှိရတဲ့ကေရတော့သူအကောင်းဆုံးဖြစ်အောင်လုပ်ပြီးကြိုးစားတော့မှလို့မြင်တာပေါ့1962ခုနှစ်မှာစတင်ဖွဲ့စည်းတဲ့ KIA ဟာရှမ်းပြည်နယ်မြောက်ပိုင်းမှာတက်မဟာ၃ခုအခြေစိုက်ပြီး ကချင်ပြည်နယ်မှာတော့တက်မဟာ၈ခုရှိပါတယ်။ပြီးခဲ့တဲ့ match လကရှမ်းပြည်နယ်မြောက်ပိုင်းရှိဒေသတချို့မှာ KIE နဲ့ TNL ကြား၎င်း KIE နဲ့ MNDAA ကြား၎င်းနည်းနည်းအငင်းပွားပြီးပွတ်တိုက်မှုတွေရှိနေတာပါ။ကချင်အနေနဲ့တိမ့်ညီစော်ဘွားရှိစဉ်လက်ထက်ကအတိုင်းလှုပ်ဆောင်သွားမယ်ဆိုပါကအလုံးအတူတကွာနေနိုင်မယ်လို့ယုံကြည်ကြောင်းလည်းငင်းချင်းလုံငန်းစင်မှာပါဝင်လှုပ်ဆောင်နေသူဥခွန်ဆိုင်ကစီရင်တဲ့တည်ထောင်နာကိုပြောပါတယ်။အော် KIA ကဒီကအော်အင်္ဂလိပ်မထွက်ခါခွာပင်ကလေးက ိန်းကြီးစော်ဘွားစီမှာသူတို့ကကချင်း sub state down လေဒီကချင်း sub state down 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 လာကသူတို့အဓိပ္ပာယ်ရှိတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီတိန်းကြီးစော်ဘွားတက်ကနေပြောမှာဒီမင်းတုံမင်းဒီဘောမင်းတို့ကိုခုတော်လာတဲ့အချိန်တုန်းကကချင်းတွေကအများကြီးကူညီခဲ့အဲ့တော့သူတို့ကိုတိမ့်မီစော်ဘွားကလည်းသူကောင်းပြုထားတယ်။အဲ့ဒီပေါ်မှာမူတည်ပြီးတော့မှ ဒါကြောင့်ဒုတိယကဘာစစ်တုံးကလည်းသူတို့ကဗြိတိရှာတွေကိုတစ်ဖက်ကနေသူတို့စီရေးအရာကူညီခဲ့တယ်အဲ့ဒီအကြောင်းအကြောင်းရောမလို့သိနီဆိုဘွားကဗြိတိရှအစိုးရနဲ့တိုင်ပင်ပြီးတော့မှ sub state ပြီးမယ်ဆိုပြီးမှသူတို့အဲ့ဒီမှာစာသူတို့စာချုပ်ထုတ်တယ်လို့ကြားတယ်နော်ဒီလိုပေးတာဟာ ဲ့ဒီအချိန်မှာဘာဖြစ်လဲဆိုတော့ကချင်ပြည်နယ်ကိုပေးမယ်ဆိုတဲ့အချိန်နဲ့လဲသူကဟိုတပြေးတည်းဖြစ်တယ်။သိန်းနီစောဘကပြောတာကတော့ကချင်ပြည်နယ်ကတတ်တတ်ဖြစ်တယ်။အဲသူတို့လည်းပဲဒီရှမ်းပြည်နယ်ထဲမှာတော့မဟုတ်သိန်းနီနယ်ထဲမှာရှိနေတယ်။ကချင် sub state ကတတ်တတ်ဖြစ်တယ်ပေါ့နော်။ဒါကိုခွဲမြင်ဖို့လိုတယ်ပေါ့နော်။ကချင်ပြည်နယ်ရဲ့အစိတ်ပိုင်းတစ်ခုအဖြစ်လို့ တဘောတဘောမရဘူးပေါ့နော်ဒါမှမဟုတ်တစ်ပြင်းပြင်းကလည်းဒီ subsidy ရဲ့အစိတ်ပိုင်းတစ်ခုလို့သဘောရစီအောင်လို့သူတတ်တာဖြစ်တယ်ဥပမာဆိုလို့ရှိရင်လည်းဒီတစ်ပြင်းပြင်းမှာရှိနေတဲ့ရှမ်းတွေကလည်းတစ်ပြင်းဒါဒါရှမ်းပြင်းပြင်းမှာရှိနေတဲ့အော်ခချင်းကြီးကလည်းရှမ်းပြည်ကအဲ့ဒီပုံစံမျိုးဖြစ်ရမယ်ဆိုကြတော့မှ သူကဒီသူ့ရဲ့မှတ်နံထဲမှာရေးထားတာတော့ကျွန်တော်မြင်ရပါတယ် အဲ့ဒီတော့ဒီအတိုင်းသာ လုတ်သွားမယ်ဆိုလို့ရှိရင်ဟိုအားလုံးအတူတကွငင်းချမ်းချမ်းနေနိုင်ကြလိမ့်မယ်လို့ဟောဒါကြုံကြည့်ပါတယ်လက်ရှိရှမ်းပြည်နယ်မှာတော့လာရှိုးမြို့ကို2024ခုနှစ်ဩဂတ်စ်3ရက်ကတိုက်ခိုက်သိမ်းပိုက်ထားတဲ့ MNDA ကတရုတ်ရဲ့ဖိအားပေးဆစ်ဆက်မှုကြောင့်မြန်မာတပ်မတော်ထံကိုပြန်လည်လွှဲပြောင်းပေးလိုက်ရတာပါအဲ့နောက်လာရှိုးမြို့ပြန်လည်လွှဲပြောင်းရေးလုပ်ငန်းစဉ် PC ပါကရှမ်းပြည်နယ်မြောက်ပိုင်းမှာနေမြေချဲ့ထွေနေတဲ့ TNL နဲ့ KIA ထံကို တရုတ်ကဝပြည်သွေးစည်ညီညွတ်ရေးတက်မတော် UWSA ကနေတွေ့ဝိုက်ဖီအားပေးလာနိုင်တယ်လို့လဲစီးနဲ့နိုင်ငံရေးခက်ခက်တွေကထောက်ပြကြပါဗျ။အဲ့ဒီလိုပဲမြန်မာတက်မတော်ကလည်းစည်ရေးအင်အားပြန်လဲတိစောက်ပြီး KIA နဲ့ TNL ရဲ့နည်းမြစ်ချက်တွေနေမှုတွေကိုတားဆီးလာနိုင်တဲ့အတွက်စည်ရေးအလှပြောင်းဟာလာရှုံမြို့ပြန်လဲလွှဲပြောင်းရေးလုပ်ငန်းစဉ်အပြီးမှာမြင်တွေ့လာရနိုင်ကြောင်းလဲသူတို့ကသုံးသပ်လျက်ရှိတာပါ။ TNL, MNDAA နဲ့ KIA တို့ဟာ UWSA ဥဆောင်ပြီးဖွဲ့စည်းထားတဲ့ပြည်သူ့နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ FPN CC မှအဖွဲ့ဝင်တွေဖြစ်ကြတာပါ။မြန်လင်းပေးတံကြောင့်အစိုးရရန်တရားတွေလက်ပတ်ဖို့ခက်ခဲနေတာကိုကြော်လွားနိုင်မှု e-governance နှစ်ကိုကျင့်သုံးတဲ့နယ်ဆိုတဲ့တင်ကိုလည်းဆက်လက်ရှုစားလိုက်အောင်ပါ။ မြန်မာနိုင်ငံမှာငလင်ပေးတံကြောင့်အစိုးရရန်တရားတွေလဲပတ်ဖို့ခက်ခဲနေတာကိုကြော်လွှားနိုင်ဖို့ Electronic Government E-Government စနစ်ကိုကျင့်သုံးသင့်တယ်လို့အမျိုးသားဒီမိုကရေစီအင်အားစုပါတီ NDF ကဒုက္ခရဦးထောင်ကျော်က CNN သတင်းဌာနကိုပြောပါရယ်၂၀25ခုနှစ်မတ်လ28ရက်ကမန္တလေးမြို့အနီးစကိုင်းမြို့ကိုဖိုးပြူပြီးငလင်လုခတ်ခဲ့တာကြောင့်လူနေအိမ်တွေဘာသာရေးအဆောက်အုံတွေစာတင်ကျောင်းတွေဆေးရုံတွေဟိုတယ်တွေလမ်းဒါရတွေပြိုကျပျက်စီးခဲ့ပါရယ်အဲ့ဒီအပြင်နေပြည်တော်ကောင်စီနယ်မြေအတွင်းမှာရှိတဲ့ဝန်ထမ်းအင်အားတွေဝန်ကြီးဌာနတွေနဲ့အစိုးရရုံးတွေထိခိုက်ပျက်စီးခဲ့တယ်လို့လွတ် ော်အဆောင်အုံတွေလည်းထိခိုက်ပျက်စီးခဲ့ပါတယ်။အဲဒါကြောင့် Electronic Governments နဲ့ကိုအခုချိန်မှာကျင့်သုံးလိုက်ရင်အခက်အခဲတွေနဲ့ပျက်စီးသွားတဲ့ဆုံးရှုံးမှုတွေကိုပုံမဖာတိနိုင်မှာဖြစ်တယ်လို့အမျိုးသားဒီမိုကရေစီအင်အားစုပါတီ NDF ကဒုက္ခရဥထောင်ကျော်က CNN သတင်းဌာနကိုပြောပါတယ်။ ကျွန်တော်တို့အခုဒီတဘာဝဒီကြီးပေါ့နော်9.9ဆိုတော့အနေထိုင်းလောက်ပါတယ်ပြည်စည်းဆုံးရှုံးနေလဲများတယ်ဒီအတွက်ကျွန်တော်တို့ကပြန်လဲထူထောင်ရေးလောက်ရမှာဒီထက်ပိုပြီးတော့မှဟိုငလင်းနန်းခံနိုင်တဲ့ဟာတွေလောက်ရမယ်အားလည်းတပိုင်းပေါ့ပြီးတော့ကျွန်တော်အမှတ်မမှောင်ဆိုတော့2003 2004လောက်မှာကလေးကကျွန်တော်တို့ e government လုပ်မယ်ဆိုတော့မှလုပ်ခဲ့တယ်ပေါ့ အခုအချိန်ကြီးကျွန်တော်တို့ကတိတိကျကျဖြစ်ပြီလားဆိုတော့ကောင်းကောင်းမဖြစ်သေးဘူးနှစ်ပေါင်းမှလောက်ကြာတော့ပါနော်ဆိုတော့ဒီအချိန်မှာကျွန်တော်တို့ကပြည့်စည်သွားတဲ့အောက်ဦးတွေကိုပြန်ပြီးတော့မှအင်မတန်ခံခံနဲ့ဟာဆောက်လုပ်တာလည်းတပိုင်းတကယ်ကို electronic governance နဲ့ဆိုတာကမ္ဘာမှာလည်းကျန်တော့အောင်မြင်နေပြီဒါကိုရီးနိုင်ငံလောက်ပဲကျန်တော့တာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကဒါကိုလည်းအားဖိုက်ပြီးတော့မှလုပ်လိုက်မယ်ဆိုလို့ရှိရင်အခုပြည့်စည်ဆုံးရှုံးသွားတဲ့ဟာတွေကျွန်တော်တို့ဆက်သွယ်ရလောက်ကန်ရအချက်ကျဲအားလုံးကိုကျွန်တော်တို့ကဒါကျော်လွန်ပြီးသားဖြစ်သွားနိုင်တယ်ပေါ့နော် online နဲ့တော့သွားတဲ့ဟာတွေကိုပို့ပြီးတော့မှ promotion လုပ်နိုင်တဲ့ဆန်ဒီချိန်ကဘာဖြစ်ဖြစ်အခက်အခဲတခုခုဖြစ်သွားလို့ရှိရင်ကျွန်တော်တို့အဲ့ဒီပေါ်ကနေမှဖြစ်တဲ့ပေါ်တဲ့ဆုံးရှုံးမှုကိုပို့ပြီးဖြေနိုင်အောင်ပါဗျာ Electronic Governments နဲ့ဟာ Electronics နည်းပညာသုံးခေတ်မီဆက်သွယ်ရေးစက်ပစ္စည်းတွေ၊ကွန်ပျူတာတွေ၊မိုဘိုင်းဖုန်းတွေ၊ကွန်ပျူတာကွန်ရက်ဆိုင်ရာစက်ပစ္စည်းတွေ၊ ICT နည်းပညာနဲ့ Internet နည်းပညာတွေစတာတွေကိုအသုံးပြုပြီးအစိုးရဝန်ဆောင်မှုတွေကိုပြည်သူတွေထံလင်းမြန်ကောင်းမွန်စွာပေးပို့တဲ့စနစ်ဖြစ်ပါတယ်။အဲဒီစနစ်ကိုမြန်မာနိုင်ငံမှာ2003ခုနှစ်ကစတင်အကောင့်ထဲပေါ်ဆောင်ရွက်ခဲ့ပေမယ့်လက်ရှိအချိန်ထိအောင်မြင်စွာအသုံးပြုနိုင်ခြင်းမရှိသေးတာပါ။ Electronic Governments နဲ့မအောင်မြင်ရတာဟာလက်တွေ့အကောင့်ထဲပေါ်ဆောင်ရွက်မှုအပိုင်းမှာအားနည်းခြင်းနဲ့ပြည်ပြင်ပြောင်းလဲမှုကိုမလိုလားတဲ့အင်အားစုတွေရှိတာကြောင့်ဖြစ်ကြောင်းနိုင်ငံရေးလေလာသုံးသပ်သူတွေက ောက်ပြကြပါတယ် electronic governments နဲ့ကျင့်သုံးလိုက်ရင်လက်စားမှုတွေခတ်သွားမှာဖြစ်ကြောင်းမဟုတ်မမှန်တာတွေလုပ်ဖို့ခတ်သွားမှာဖြစ်ကြောင်းအဲ့ဒီလိုမဖြစ်စေချင်တာကြောင့်အဲ့ဒီစနစ်ကိုမကျင့်သုံးတာလားဆိုပြီးတွေးဖို့ရှိနေကြောင်းပြီးသူရှေ့ဆောင်ပါတီ PPP ကအထွေထွေအတွင်းရမှုဒေါက်တာမျိုးဆက်တွေကစီရင်နိုင်တဲ့ထဏာကိုပြောပါတယ်ဒါကတော့ခုလုံးမယ်ဒီစားဖြစ်နေတော့မယ်လို့လည်းပြောနေ ပြောပြခြင်းပေါ့နော်။တော်ပြတော့ပြောပြခြင်း။အဖြစ်ပေါ်တဲ့အကြောင်းလေးကိုတော့တောင်းရမီတော့ပြောရအောင်။ဒီကညာတော့ဘယ်လိုလုပ်ဖို့လဲ။ဘယ်လိုလုပ်လို့လဲ။ဘယ်လိုလုပ်ရအောင်လဲ။ investment နဲ့ဘယ်လိုဆက်လုပ်တာ။ဘာကြောင့်လဲ။ကျွန်တော်သိချင်လို့မသိဘူး။ဘယ်လိုအမေတို့လဲ။ပြီးသွားပြီ။ဘယ်လိုလုပ်လဲ။ဘယ်လိုဆက်ဆက်။မဖြစ်ရအောင်ဘယ်လို စိုးရဌာနနဲ့ပတ်သက်တဲ့နေပြည်တော်ကောင်စီနယ်မြေရှိထိခိုက်မှုဖြစ်ပေါ်ခဲ့တဲ့အဆောက်အဦတွေကဖုံးမြေပေါ်မှာတိစောက်ထားတဲ့အဆောက်အဦတွေဟာပုံမထိခိုက်ပျက်စီးတာကိုတွေ့ရကြောင်းနာဆကဥက္ကဋ္ဌကပြောပါရတယ်။အဲဒါကြောင့်ရုံးအဆောက်အဦတွေပြန်လည်တိစောက်ရမှာမြေဆန်းတက်မှု swine test တွေဆောင်ရွက်ပြီးမှသာအသစ်တိစောက်တာနဲ့ပြုပြင်ခြင်းလုပ်ငန်းတွေကိုဆောင်ရွက်သွားရမယ်လို့သူကပြောပါရတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့တရုတ်နိုင်ငံဟာပြက်ကတ်ရဲစဲမှုစောင့်ကြည့်ရေးအဖွဲ့ကိုမြန်မာနိုင်ငံလာရှုမြို့ကိုဆေးလွတ်ခဲ့ပြီး မြောက်ပိုင်းဒေသစစ်ပွဲများရက်တံရေလှုပ်ဆောင်သွားမယ်လို့တရုတ်နိုင်ငံသားရဲ့ဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ်ကပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးလိုက်ပါရစေ။ တရုတ်နိုင်ငံဟာမကြာသေးမီကပြစ်ခတ်ရစေမှုစောင့်ကြည့်ရဲ့အဖွဲ့ကိုမြန်မာနိုင်ငံလာရှုမြို့ကိုဆေလွတ်ခဲ့ပြီးမြောက်ပိုင်းဒေသစစ်ပွဲတွေရပ်တန့်ရေးလှုပ်ဆောင်သွားမယ်လို့တရုတ်နိုင်ငံကြီးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ်မစ္စတာကုံချာကူကပြောပါရယ်2025ခုနှစ်အေပီ22ရက်ကပြုလုပ်တဲ့တရုတ်နိုင်ငံကြီးဝန်ကြီးဌာနရဲ့ပုံမှန်သတင်းစာရှင်းလင်းပွဲမှာသူကပြောကြားခဲ့တာဖြစ်ပါတယ်မစ္စတာကုံချာကူကကုမင်းညင်ညင်ကြီးတွေ့ဆုံဆွေးနွေးပွဲမှာမြန်မာနိုင်ငံအစိုးရနဲ့ MND တို့ရဲ့သဘောတူညီချက်တွေကိုအကောင့်ထည့်ဖော်နိုင်ဖို့နှစ်ဖက်ရဲ့ပူးတွဲဖိတ်ကြားချက်အရာ တရုတ်နိုင်ငံဟာမကြာသေးမီကပြစ်ခတ်ရစဲမှုစောင့်ကြည့်ရေးအဖွဲ့ကိုမြန်မာနိုင်ငံလာရှိုးမြို့ကိုဆီလုခဲ့ပြီးမြန်မာနိုင်ငံတပ်မတော်နဲ့ MND တို့အကြပြစ်ခတ်ရစဲရေးကိုစောင့်ကြည့်သွားမှာဖြစ်ပြီးလာရှိုးမြို့ချောမွေးစာလွှဲပြောင်းပေးရခြင်းကိုမျက်မြင်သက်သေခံသွားမယ်လို့ပြောပါတယ်မြန်မာနိုင်ငံဆိုင်ရာဆက်ဆက်အဖွဲ့စည်းတီးရဲ့ဆန္ဒနဲ့တောင်းဆိုချက်အရမြန်မာနိုင်ငံမြောက်ပိုင်းငင်းငင်းရေးလုပ်ငန်းရှင်ကိုမြန်မာနိုင်ငံကမြင့်တင်ဖော်ဆောင်မှုတရုတ်နိုင်ငံဟာတကြစွာပံ့ပိုးကူညီလျက်ရှိပါတယ်လို့သူကပြောပါတယ်မစ္စတာကုံကြကူကတရုတ်နိုင်ငံကကုမင်းငင်းငင်းရေးတွဲဆောင်ဆွေးနွေးပွဲလုပ်ငန်းရှင်တိုးတက်အောင်ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပြီးမြန်မာနိုင်ငံ င်ငံမြောက်ပိုင်းဒေသစစ်ပွဲတွေရပ်တန့်မှုအတွက်ဆွေးနွေးပွဲတွေကိုလှုပ်ဆောင်သွားမှာဖြစ်ပြီးမြန်မာနိုင်ငံမှာဗတ်အသီးသီးနဲ့အတူတရုတ်မြန်မာနယ်စပ်ညီညာရေးနဲ့တည်ငြိမ်ရေးကိုပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်လို့ပြောပါတယ်။မြန်မာမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA 2024ခုနှစ်ဩဂတ်စ်3ရက်ကရှမ်းပြည်နယ်မြောက်ပိုင်းလာရှုမြို့အပါအဝင်အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရမခခုပါတိုက်ခိုက်သိမ်းမိခဲ့ပါတယ်။အဲဒီနောက်အုပ်ချုပ်ရေးရန်ရည်ထူထောင်ရေးမြို့တော်စီမံခန့်ခွဲရေးလုပ်ငန်းတွေလုပ်ကိုင်လျက်ရှိရမှာ တရုတ်ရဲ့ဂျာဝင်စစ်စမ်းမှုနဲ့မြန်မာတပ်မတော်ထံ2025ခုနှစ် AB 21ရက်နေ့နောက်ဆုံးထားကပြန်လည်လွှဲပြောင်းပေးဖို့သဘောတူညီခဲ့ကြပါတယ်။အဲဒါကြောင့်မြန်မာတပ်မတော်ဟာ AB 21ရက်ကလာရှိုးမြို့အတွင်းကိုစစ်ရင်တန်းအနေနဲ့ဝင်ရောက်လာပြီး MND ထံကမြို့ကိုပြန်လည်လွှဲပြောင်းရယူခဲ့တယ်လို့တရုတ်နိုင်ငံကလည်းနှစ်ဖက်ပစ်ခတ်မှုရဲ့စည်ရေးစောင့်ကြည့်အဖွဲ့ကိုဆီလွတ်ခဲ့ပါတယ်။ဒါပေမဲ့တရုတ်မြန်မာတပ်မတော်နဲ့ MND အကြားဘလို့သဘောတူညီချက်တွေရရှိခဲ့တာကိုတော့အများပြည်သူကိုထုတ်ပြန်ပြီးခြားပြခြင်းမရှိသေးတာပါ။ စီရင်နိုင်တဲ့ဌာနရဲ့နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးမှာပါ။ကုန်သွယ်ရေးစစ်ပွဲတွေဖြစ်ပွားတာဟာနိုင်ငံအားလုံးရဲ့အကျိုးစီးပွားကိုထိခိုက်စေနိုင်တယ်လို့သမရရှီချင်းပင်ကပြောဆိုလိုက်တဲ့သတင်းပဲဖြစ်ပါတယ်။ကုံသွဲခွန်းနဲ့တိုးမြင့်တာနဲ့ကုံသွဲရေးစစ်ပွဲတွေဖြစ်ပွားတာဟာနိုင်ငံအားလုံးရဲ့တရားဝင်မှုရှိတဲ့အခွင့်အရေးတွေနဲ့အကျိုးစီးပွားတွေကိုထိခိုက်စေကြောင်းတရုတ်သမ္မတရှီချင်းဖင်က AP23 ရမှာပြောကြားခဲ့တယ်လို့ရိုက်တာကဖော်ပြခဲ့ပါဗျာ အဒီအပြင်ကုံတွေရေးစစ်ပွဲကြောင့်နိုင်ငံပေါင်းစုံကုံတွေမှုစနစ်ကိုထိခိုက်စေပြီးကမ္ဘာစီးပွားရေးအခင်းကျင်းကိုတက်ရောက်မှုရှိစေတယ်လို့လည်းရှီကပြောကြားခဲ့ကြောင်းဆင်ဝါသတင်းအေဂျင်စီကဖော်ပြခဲ့ပါတယ်။ရှီဟာ AP 22ရက်မှ24ရက်အထိတရုတ်နိုင်ငံကိုနိုင်ငံတော်ခီးစဉ်နဲ့ရောက်ရှိလာတဲ့အဇာဘိုင်ဂျန်သမ္မတအီလ်ဟန် LEF နဲ့ဘေကျင်းမြို့တော်မှာအစည်းအဝေးပြုလုပ်ခြင်းကအဲ့ဒီလိုပြောကြားခဲ့တာဖြစ်ပါတယ်။ကုလသမဂ္ဂနဲ့အတူနိုင်ငံတကာအခင်းကျင်းကိုထိန်းသိမ်းဖို့နိုင်ငံတကာတရားမျှတမှုကိုကာကွယ်ဖို့တရုတ်ဟာအဇာဘိုင်ဂျန်နဲ့အတူပူးပေါင်းဆောင်ရွက်ဖို့အသင့်ရှိပါတယ်လို့ရှီကပြောကြားခဲ့ကြောင်းဆင်ဝါကဖော်ပြခဲ့ပါတယ်။ကောင်းဆောင် ်ဦးအားတရုတ်နဲ့အဇာပိုင်ကျန်အကြားပြည်စုံကျေပြန့်တဲ့မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးကိုထူထောင်ကြောင်းကြေညာခဲ့ပါတယ်။အဲ့ဒီမဟာဗျူဟာမြောက်ဆက်ဆံရေးမှာတဘာဝပအဝင်ခြင်း၊ digital စီးပွားရေး၊အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်နဲ့လေကြောင်းအာကာသကဏ္ဍတို့အပါအဝင်ပူးပေါင်းဆောင်ရွက်ရေးသဘောတူစာချုပ်20ကိုလက်မှတ်ရေးထိုးခဲ့ပါတယ်။အဇာပိုင်ကျန်ဟာအီရန်၊ရုရှား၊ဂျော်ဂျီယာနဲ့အာမေးနီးယားနိုင်ငံတို့နဲ့နယ်နိမိတ်ချင်းထိစပ်နေပြီးတရုတ်ရဲ့ပလန်းရေဝန်စီမံကိန်းကိုအစိုးဆုံးထောက်ခံခဲ့တဲ့နိုင်ငံတွေထဲမှာပါဝင်ခဲ့ပါတယ်။ ရှီယာကမ္ဘာလုံးဆိုင်ရာအခြေခံအဆောက်အုံဖွံ့ဖြိုးတိုးတက်ရေးကိုဦးစားပေးလှုပ်ဆောင်ခြင်းအဖြစ်တရုတ်ရဲ့ပထဝီနိုင်ငံရေးနဲ့စီးပွားရေးကိုချဲ့ထွင်ဖို့အဲ့ဒီစီမံကိန်းကို2023ခုနှစ်ကစတင်ခဲ့တာဖြစ်ပါတယ်။တရုတ်နဲ့အဇာဘိုင်ဂျန်တို့ဟာနှစ်နိုင်ငံစလုံးကနိုင်ငံသားတွေကိုဗီဇာကင်းလွတ်ခွင့်ပေးခြင်း၊နယ်ပယ်ကဏ္ဍအတိအကျမှာပူးပေါင်းဆောင်ရွက်ခြင်းအစရှိတဲ့သဘောတူညီချက်တွေကိုလည်းလက်မှတ်ရေးထိုးခဲ့တယ်လို့ဆင်ဟွာကဖော်ပြခဲ့ပါတယ်။ရုရှားရဲ့ဒရုန်းထုတ်လုပ်မှုကိုတရုတ်ကူညီနေတယ်လို့ဇာလန်စကီကပြောဆိုလိုက်တဲ့သတင်းကိုလည်းဆက်လက်ရှုစားလိုက်အောင်ပါ။ တရုတ်နိုင်ငံသားတွေကရုရှားရှိ drone ထုတ်လို့ရေးစက်ရုံတရုတ်မှာ drone တွေထုတ်လုံးမှုကိုကူညီပေးနေကြောင်း Ukraine သမ္မတဇာလန်စကီကပြောကြားခဲ့တယ်လို့ Aljazeera ကဖော်ပြခဲ့ပါတယ်။ရုရှားဟာတရုတ်ထံက drone ဒီပညာကိုခိုးယူပွဲရှိနေတယ်လို့လည်းသူကပြောပါတယ်။တရုတ်ဟာရုရှားကိုလက်နက်တွေနဲ့ခင်းရန်ဒီထောက်ပံ့ပေးနေပြီးရုရှားဘက်ကကူညီတိုက်ခိုက်ပေးနေတဲ့တရုတ်နိုင်ငံသား၂ဦးကို Ukraine တပ်ဖွဲ့တွေကဖမ်းဆီးရမိခဲ့ကြောင်းဇာလန်စကီကပြောကြားခဲ့တဲ့နောက် AP 22ရက်မှာ Kiev မြို့တော်မှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာအဲ့ဒီလိုပြောကြားခဲ့တာဖြစ်ပါတယ်။ ဒရုန်းထုတ်လုပ်တဲ့စက်ရုံမှာအလုပ်လုပ်နေတဲ့တရုတ်နိုင်ငံသားတွေနဲ့ပတ်သက်တဲ့အချက်အလက်တွေကိုတရုတ်နိုင်ငံစီပြည်ပို့ဖို့ယူကရိန်းထောက်လှမ်းရေးအဖွဲ့ကိုကျွန်တော်တိုက်တွန်းထားပါတယ်လို့ဇာလန်စကီကသတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်။ရုရှားနိုင်ငံဟာတရုတ်အာဏာပိုင်တွေမသိအောင်ဒရုန်းဒီပညာတွေကိုခိုးယူဖို့ဒရုန်းစက်ရုံမှာအလုပ်လုပ်နေတယ်။ တရုတ်နိုင်ငံသားတွေနဲ့သဘောတူညီချက်ရယူထားတယ်လို့ကျွန်တော်ထင်ပါတယ်လို့ဇာလန်စကီကပြောကြားခဲ့ပါတယ်။အဲ့ဒီဒရုန်းတွေဘလို့ထုတ်လုပ်လဲဆိုတဲ့နည်းပညာဆိုင်ရာအချက်အလက်တွေရှိနေပါတယ်။တရုတ်အနေနဲ့သူ့ရဲ့မိဖက်နိုင်ငံတွေကဘာတွေလုပ်နေလဲဆိုတာသိဖို့အရေးကြီးလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်လို့ဇာလန်စကီကပြောကြားခဲ့ပါတယ်။ရုရှားဟာတရုတ်အစိုးရမသိဘဲတရုတ်ရဲ့ဒရုန်းနည်းပညာကိုရယူခဲ့ပွဲရှိတယ်လို့ဇာလန်စကီကပြောကြားခဲ့တာပါ။တရုတ်ကတော့ယူကရိန်းရုရှားစစ်ပွဲမှာသူတို့ပါဝင်ပတ်သက်ခြင်းမရှိကြောင်းညင်းဆိုထားပါတယ်။ယူကရိန်းစစ်ပွဲအတွင်းတရုတ်နိုင်ငံသားတွေပါဝင်နေတဲ့ဆိုတဲ့အချက်အလက်တွေနဲ့ပတ်သက်ပြီး ယူကရိန်းကအလွန်စိုးရိမ်နေတာကိုပြောကြားဖို့အတွက်ယူကရိန်းနိုင်ငံဆိုင်ရာတရုတ်တန်အမတ်မာရှန်ကွန်ကိုဆင့်ခေါ်ခဲ့ကြောင်းယူကရိန်းနိုင်ငံရဲ့ဝန်ကြီးဌာနက AP 22ရက်မှာပြောကြားခဲ့ပါတယ်။ယူကရိန်းစစ်ပွဲအတွင်းရုရှားဘက်မှတရုတ်နိုင်ငံသား155ဦးခန့်ကူညီတိုက်ခိုက်ပေးနေပြီးသူတို့တွေက2ဦးကိုယူကရိန်းတပ်ဖွဲ့ကဖမ်းဆီးရမိခဲ့တယ်လို့ဇာလန်စကီကပြောကြားခဲ့ပါတယ်။လူပေါင်း26ဦးသေဆုံးခဲ့တယ်။ပြစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားပြီးနောက်တရက်အကြာမှာပဲအိန္ဒိယအစိုးရက ကာရှမီးယားဒေတာကိုလုံခြုံရေးတွန်းမြင့်ခဲ့တဲ့ဆွေတရင်ကိုလည်းဆက်လက်ကြည့်ရှုလိုက်ရအောင်ပါ။ အိန္ဒိယနိုင်ငံကအုပ်ချုပ်ထားတဲ့ကက်ရှမီးယားဒေသမှာခီးသွွားအများစုအပါအဝင်လူပေါင်း26ဦးသေဆုံးခဲ့တယ်။ပြစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားပြီးနောက်တရက်အကြာမှာအိန္ဒိယအစိုးရကကက်ရှမီးယားဒေသကိုလုံခြုံရေးကိုတိုးမြင့်ခဲ့တယ်လို့ AP ကဖော်ပြခဲ့ပါတယ်။ကက်ရှမီးယားဒေသမှာလူသေဆုံးမှုအများဆုံးတိုက်ခိုက်မှုတွေကတခုအပါအဝင်ဖြစ်တယ်။အဲ့ဒီတိုက်ခိုက်မှုကိုပြုလုပ်ခဲ့တဲ့တနက်သမားတွေကိုလုံခြုံရေးတပ်ဖွဲ့တွေကလိုက်လံရှာဖွေနေပါတယ်။အဲ့ဒီပြစ်ခတ်တပ်ဖြတ်မှုကိုစတင်ကြောင်းပြသဖို့ကက်ရှမီးယားဒေသရဲ့ဘာသာရေးအဖွဲ့တွေနဲ့နိုင်ငံရေးပါတီတွေကတိုက်တွန်းခဲ့ပါတယ်။အဲ့ဒီနောက်ကက်ရှမီးယားဒေသမှာရှိတဲ့ဈေးဆိုင်အများစုနဲ့စီးပွားရေး လုပ်ငန်းတွေအားပိတ်ထားကြပြီးစုံစမ်းစစ်ဆေးသူတွေကဖြစ်စဉ်ကိုစုံစမ်းစစ်ဆေးနေပါတယ်။ကက်ရှမီးယားဒေသမှာတောင်းနဲ့ချီတဲ့ရဲတပ်ဖွဲ့ဝင်တွေနဲ့စစ်သားတွေကစစ်ဆေးရေးဂိတ်တွေချထားပြီးကားတွေကိုရှာဖွေခြင်းအရင်စစ်သွေးကြဟောင်းတွေကိုရဲစခန်းတွေကိုခေါ်ယူပြီးစစ်ဆေးမေးမြန်းခြင်းတို့ပြုလုပ်နေပါတယ်။အဲ့ဒီဖြစ်စဉ်ဟာအကြမ်းဖက်တိုက်ခတ်မှုဖြစ်ကြောင်းရဲတပ်ဖွဲ့ကပြောကြားခဲ့ပြီးစစ်သွေးကြတွေဟာအိန္ဒိယအစိုးရကိုစန့်ကျင်တိုက်ခိုက်နေတာဖြစ်တယ်လို့ဝေဖန်ပြစ်တင်ခဲ့ပါတယ်။ကက်ရှမီးယားတော်လှန်ရေးအမည်ရှိစစ်သွေးကြအဖွဲ့ကအဲ့ဒီတိုက်ခတ်မှုကိုသူတို့လုံဆောင်တာဖြစ်ကြောင်းလူမှုမီဒီယာမှာတာဝန်ခံထွက်ဆိုခဲ့ပါတယ်။အိန္ဒိယအစိုးရဟာကက်ရှမီးယားဒေသမှာ ာအပြင်လူ၈500ခန့်ကိုနေရာချထားပေးခဲ့ပြီးအခုတိုက်ခိုက်မှုမှာပြစ်မှတ်ထားခံရသူတွေဟာတာမန်ခီးသွားတွေမဟုတ်ပဲအိန္ဒိယလုံခြုံရေးအေဂျင်စီတွေနဲ့အဆက်အသွယ်ရှိသူတွေဖြစ်ကြောင်းစစ်သွေးကြတွေကပြောကြားခဲ့ပါတယ်။ပြီးခဲ့တဲ့နှစ်နှစ်ကကရှမီးယားဒေသမှာဒေသခံမဟုတ်တဲ့အိန္ဒိယလူမျိုး၈3942ဦးကိုနေထိုင်ခွင့်ပေးခဲ့တယ်လို့အခုလအစောပိုင်းကဒေသနာအစိုးရကလွှတ်တော်မှာပြောကြားခဲ့ပါတယ်။ ပါကစ္စတန်နိုင်ငံကတော့ AP 22ရက်ကဖြစ်ပွားခဲ့တဲ့အဲ့ဒီတိုက်ခိုက်မှုအတွက်ဝန်ထမ်းကြောင်းပြောကြားခဲ့ပါတယ်။အဲ့ဒီနောက်အိန္ဒိယဝန်ကြီးချုပ်မိုဒီကလည်း၂ရက်ကြာဆော်ဒီအာရေဗျခီးစဉ်ကိုဖျက်သိမ်းလိုက်ပြီးနယူးဒေလီမြို့တော်ကို AP 23ရက်အစောပိုင်းမှာပြန်လည်ရောက်ရှိလာခဲ့ပါတယ်။စစ်သေးကြရရဲ့ပြစ်ခတ်တပ်ဖြတ်မှုကိုခံခဲ့ရသူတွေဟာအိန္ဒိယခီးသွား24ဦး၊နီပေါ်နိုင်ငံသား2ဦးနဲ့ဒေသခံအဲလန်းညွန့်2ဦးတို့ပါဝင်ခဲ့ပြီး18ဦးခန့်တရားရရှိခဲ့တယ်လို့အရာရှိတွေကပြောကြားခဲ့ပါတယ်။ စီအန်အိုင်သတင်းဌာနရဲ့နောက်ဆုံးသတင်းတပုတ်အနေနဲ့အားကစားသတင်းကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်။ပဲလစ်အသင်းနဲ့နှစ်ကိုးစီတည်ကြခဲ့တဲ့ပရီးမီးယားလိပွဲစဉ်ကအာဆင်နယ်အသင်းရဲ့ရလဒ်နဲ့ဆွမ်းဆောင်ရေးအတွက်စိတ်ပြတ်မိတယ်လို့နီးပြဖြစ်သူအာဒီတာကပြောဆိုလိုက်တဲ့သတင်းပဲဖြစ်ပါတယ်။အာဆင်နယ်အသင်းကြီးပြအာဒီတာကပဲလစ်အသင်းနဲ့နှစ်ကိုးစီတည်ကြခဲ့တဲ့ပရီးမီးယားလိပွဲစဉ်က အတင်းရဲ့ရလက်နဲ့စွမ်းဆောင်ရည်အတွက်စိတ်ပြည့်မိတယ်လို့ပြောခဲ့ပါတယ်။အာဒီတာကကျွန်တော်တို့ကပွဲကိုကြီးစိုးထားနိုင်မှုအတွက်အေရီးယားအများပြမှာတသက်မတည်းမရှိခဲ့ပါဘူး။ဒီပွဲမှာကျွန်တော်တို့ကကျွန်တော်တို့ရဲ့စံချိန်စံနှုန်းအောက်မှာသာရှိခဲ့ပြီး Palace အတင်းကိုတော့အတိမတ်ပြူရမှာပါ။ကျွန်တော်တို့ကရိုးရှင်းတဲ့နီလန်အနေနဲ့ဘောလုံးကိုပေးပို့ခဲ့ပြီးကျွန်တော်တို့လုပ်တဲ့အရာတွေကနောက်ကျခဲ့ပါတယ်။ဒီပွဲရဲ့ရလက်နဲ့စွမ်းဆောင်ရည်ကိုစိတ်ပြည့်မိတယ်လို့ပြောခဲ့တာပါ။ Arsenal အတင်းကဒီပွဲမှာခီးပြီးတော့ Trossard တို့ရဲ့အတွင်းကိုဒီနဲ့ဥဆောင်နိုင်ခဲ့ပေမဲ့ Easy Marida တို့ရဲ့ချီပါကိုးရေးကြောင့် Palace အသင်းနဲ့နှစ်ကိုးစီတည်ကြခဲ့တာဖြစ်ပါတယ်။ Arsenal အသင်းကဒီပွဲရလဲကြောင့် Premier League ပွဲစဉ်ကစားဖို့၄ပွဲသာကျန်ရှိတော့ချိန်မှာ Mbappe ဆရာအဆင့်1နေရာက Liverpool အသင်းနဲ့ဆက်နက်မှတ်ကွာဟသွားတာပါ။အဲ့ဒါကြောင့် Liverpool အသင်းက Lamas Spa အသင်းနဲ့ပွဲစဉ်မှာတည်တမတ်ရယူနိုင်တာနဲ့ Premier League Champions ကိုအကြိမ်20မြောက်ရယူသွားနိုင်တော့မှာဖြစ်ပါတယ်။ Arsenal အသင်းအတွက်တကူးသွင်းယူခဲ့တဲ့ Trossard ကဒီပွဲမှာအသင်းရဲ့ဆွမ်းဆောင်ရည်ကောင်းမွန်မှုရှိတဲ့အတွက် အပြစ်ပေးခံခဲ့ရတယ်လို့ပြောခဲ့တာပါအဲ့ဒီပြင်ထော်ဆာကအာဆင်နယ်အသင်းရလာမဲ့ PSG အသင်းနဲ့ချန်ပီယံလိပွဲစဉ်အတွက်ရာလုံးပြည့်ပြင်ဆင်ပြီးပိုကောင်းတဲ့ခြေစွမ်းကိုပြသနိုင်လိမ့်မယ်လို့ကြေညာပေးခဲ့ပါတယ်ပဲလစ်အသင်းဒီပြကလပ်စနာကအသင်းရဲ့တိုက်ပွဲဝင်စိတ်သက်ကိုချီးကျူးခဲ့ပြီးလာမဲ့ FA Plus စီမီဖိုင်နယ်ပွဲစဉ်မှာဒီစွမ်းရည်နဲ့ယုံကြည်မှုကိုစက်ထိန်သိမ့်ဖို့အရေးကြီးတယ်လို့ပြောခဲ့ပါတယ်ပရီးမီးယားလိပြိုင်ပွဲမှာအမှတ်ပေးစရာအဆင့်ဆနစ်နေရာယက်တီနေတဲ့ပဲလစ်အသင်းဟာ FA Plus စီမီဖိုင်နယ်ပွဲစဉ်အဖြစ် Aston Villa အသင်းနဲ့ရှင်ပြိုင်ရမှာဖြစ်ပါတယ် စီအန်အန်သတင်းဌာနရဲ့2025ခုနှစ်ဧပြီလ24ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ကြည့်ရှုပေးကြတဲ့ပရိသတ်များအားလုံးပဲတရားပြောရှင်းတဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နိုင်ကြပါသည်ရှင်။